အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကို ပြောပြသွားမှာပါ American ကယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီးရုရှားကယင်နံကုမ္ပဏီကြီးနှစ်ခုအပေါ်အရေးယူပိတ်ဆို့မှုအသစ်တွေချမှတ်ပြီးတဲ့နောက်မှာကမ္ဘာယင်နယ်ဈေးက9ရက်ခန့်လုံးမြင့်တက်သွားပြီးတရုတ်နဲ့အိန္ဒိယနိုင်ငံတွေကလည်းရုရှားကယင်နံဝယ်ယူမှုကိုရှော့ချလိုက်ပါတယ်။ အမေရိကန်ကရုရှားရဲ့အီယာမယင်းနယ်ကုမ္ပဏီကြီးနှစ်ခုဖြစ်တဲ့ Rosneft နဲ့ Lukoil ကုမ္ပဏီနှစ်ခုအပေါ်အရေးယူပိတ်ဆို့မှုတွေချမှတ်လိုက်တာပါဒီကုမ္ပဏီနှစ်ခုကယင်းနယ်ဝယ်ယူတဲ့တခြားကုမ္ပဏီတွေကိုလည်းအနောက်တိုင်းဗန်စနစ်အသုံးပြုခွင့်ပိတ်ပင်ခံရမှာဖြစ်ပါတယ်ဒါကြောင့်တရုတ်နဲ့အိန္ဒိယနိုင်ငံတွေဟာရုရှားနိုင်ငံကယင်းနယ်စိတ်တင်သွင်းမှုကိုရှော့ချလိုက်ပါတယ် ရုရှားနိုင်ငံကပင်လယ်ကသစ်တင်ပို့တဲ့ရင်းနှံစိအများဆုံးဝယ်ယူတဲ့အိန္ဒိယကရုရှားကရင်းနှံစိတင်သွင်းနေတာကိုအကြီးအကျယ်ဖျက်သောက်လိုက်ပါတယ်။တရုတ်နိုင်ငံပိုင်ရင်းနှံကုမ္ပဏီကြီး၄ခုဖြစ်တဲ့ Petro China, Sinopec, CNOOC နဲ့ကြန်ခွာကလည်းအ ਨੇ ဆုံးရေသူကာလတစ်ခုမှာရုရှားရဲ့ပင်လယ်ပြင်ရင်းနှံဝယ်ယူမှုကိုရှောင်ရှားလိုက်ပါတယ်။ တရုတ်ဟာရုရှားရဲ့ပင်လယ်ကလာတဲ့ရင်းနှီးကိုအများကြီးဝယ်ယူတဲ့နိုင်ငံဖြစ်ပါတယ်။အမေရိကန်နဲ့ဗြိတိန်ရဲ့ပိတ်ဆို့မှုခံခဲ့ရတဲ့ Ronnes နဲ့ Lukeguy ကုမ္ပဏီတွေကတရုတ်ကိုကြားခန့်ကုမ္ပဏီငယ်လေးတွေကသဆင့်ရင်းနှီးတွေရောင်းချပေးလေးရှိပါတယ်။လွတ်လပ်တဲ့ကုမ္ပဏီငယ်တွေအနေနဲ့လည်းလက်တလုံးမှာပိတ်ဆို့မှုကိုရှောင်ရှားဖို့ရုရှားရင်းနှီးပွဲစားလုပ်တာကို website ထားမဲ့အနေထားမှာရှိပါတယ်။ ရင်းနယ်သင်ပို့တဲ့နိုင်ငံများအဖွဲ့ OPEC ကတော့ရင်းနယ်ပြတ်တောက်မှုတွေကို ဖြစ်စည်းနိုင်ဖို့ထုတ်လုပ်မှုလျှော့ချထားတာတွေကို ပြန်လည်မြင့်တင်ဖို့အဆင့်သင့်ရှိရလို့ပြောလိုက်ပါတယ်။ ယူကရိန်းနိုင်ငံကဆူလီနိုင်ငံထုတ် Greece ပင်အစင်းမြင့်တိုက်လင်ရင်အစီ150ဝယ်ယူဖို့ကမ်းလှမ်းလိုက်ပါတယ်ယူကရိန်းသမ္မတဗိုလိုဒီမာဇလန်စကီနဲ့ဆွီဒင်ဝန်ကြီးချုပ်အက်ဖ်ခရီဒဆန်တို့ဗုဒ္ဓဟူးနေ့ကတွေ့ဆုံရမှာသဘောတူညီချက်တစ်ခုရရှိခဲ့တာဖြစ်ပါတယ်ဆွီဒင်ဝန်ကြီးချုပ်ကသတင်းထားတွေကိုပြောကြားရမှာအနာဂတ်မှာယူကရိန်းနိုင်ငံကို Greece ပင်လင်းရင်အမြောက်အများပေးအပ်ဖို့နီလန်းတွေရှာဖို့ကတိကဝတ်ပြုခဲ့တယ်လို့ပြောပါတယ်ယူကရိန်းသမ္မတကတော့ Greece ပင်တိုက်လင် င်ရင်တွေယူကရိန်းကိုပေးအပ်တဲ့အနာဂတ်သဘောတူညီချက်တစ်ခုရနိုင်ဖို့အဲ့ဒီဂျက်တိုက်လင်ရင်တရားချက်မနေရယူနိုင်ဖို့အလုံးစားလုံးနေပြီဖြစ်တယ်လို့ပြောပါတယ်စီရင်စီကအစင်းမြင်ဂျက်တိုက်လင်ရင်တွေကိုလာမယ့်နေ့မှာစတင်အသုံးပြုနိုင်တော့မယ်လို့မျှော်လင့်ထားကြောင်းလဲယူကရိန်းတမတာက ပြောပါတယ်။ဒီလင်ရင်တွေရောင်းချပေးနိုင်ဖို့ဥရောပမှာပိတ်ပင်ထားခဲ့တဲ့ရုရှားတွေရဲ့ငွေကြေးတွေကိုတုံ့ဆွဲဖို့ကြိုးစားနေတယ်လို့လဲစီရင်တမတာကပြောသွားပါတယ်။ ရစ်ပင်ဂျက်တိုက်လင်ရင်ဟာဆွီဒင်နိုင်ငံထုတ်ဖြစ်ပြီးဆွေဆုံသုံးတိုက်လင်ရင်ဖြစ်ပါတယ်။လေကြောင်းတိုက်ခိုက်မှုမြေပြင်တိုက်ခိုက်မှုနဲ့ထောက်လန်ရေးလုပ်ငန်းတွေကိုလှုပ်ဆောင်နိုင်ပါတယ်။ပို့ပါတွက်လက်ပြီးအစင်းမြင့်နီးပညာတွေတက်ဆင်ထားပြီးတော့ရီဒါထောက်လန်းမှုကိုရှောင်ရှားကပြည်လန်းသူကိုအတုံးပြူနိုင်တဲ့လေရင်တွေလည်းဖြစ်ပါတယ်။ ာဆီယံထိပ်သီးညီလာခံကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်တရုတ်ဝန်ကြီးချုပ်လီချန်နဲ့အတူကမ္ဘာခေါင်းဆောင်တွေအများအပြားတက်ရောက်ကြမှာဖြစ်တယ်လို့အေရှင်မလေးရှားဝန်ကြီးချုပ်အန်ဝါ်အီဘရာဟင်ကကြေညာပါတယ်အာဆီယံထိပ်သီးညီလာခံကိုအော်တိုဘာ26ရက်ကနေ28ရက်အထိကျင်းပမှာဖြစ်ပါတယ်။သမရထရန့်ဟာထိုင်းကမ္ဘောဒီးယားနယ်စပ်အပြစ်ခတ်ရက်စဲရေးလက်မှတ်ရေးထိုးထားတာကိုတက်တည်အဖြစ်ပါဝင်ဖို့ရှိပါတယ်။ ကိုရီးယားကတော့ဒီညီလာခံအတွင်းအွန်လိုင်းငွေလင်ဂိုင်းရီနေနေရေးအတွက်တွန်းအားပေးသွားမယ်လို့ဆိုပါတယ်မြန်မာအရေးနဲ့ပတ်သက်လို့အာဆီယံရဲ့လှုပ်ဆောင်ချက်တွေကိုလည်းအစီအခံသွားဖို့ရှိပါတယ်ဒီညီလာခံထဲမှာတီမောလက်တီနိုင်ငံကိုလည်းအာဆီယံရဲ့စစ်တပ်ဖွဲ့များအဖွဲ့ဝင်နိုင်ငံအဖြစ်လက်ခံဖို့ရှိပါတယ်။ တရုတ်အမေရိကန်သမ္မတတွေနဲ့အတူဂျပန်ဥရောပနိုင်ငံတွေအရှေ့အလယ်ပိုင်းနိုင်ငံတွေလက်တင်အမေရိကနိုင်ငံတွေဩစတေးလျနယူးဇီလန်နဲ့တောင်အာဖရိကတို့ကခေါင်းဆောင်တွေတက်ရောက်ကြမှာဖြစ်ပါတယ်။အိန္ဒိယဝန်ကြီးချုပ်မိုဒီကတော့အွန်လိုင်းကတက်ရောက်မယ်လို့ဆိုပါတယ်။မတဲရောက်ဖြစ်သူတွေကတော့ရုရှားသမ္မတပူတင်နဲ့မြန်မာစစ်ကောင်စာဘူချုပ်မူကြီးမင်းအောင်လှိုင်တို့ဖြစ်ပါတယ်